ဝိုင်းစုခိုင်တရေတငယ်ချင်းဖြစ်လို့ဟင်းဝေရမိသားစုကမင်္ဂလာပွဲဖိတ်တာမခံရတဲ့မိုဟီကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဟင်းဝေရနဲ့ဆိုပြတဲ့ဇင်တို့ရဲ့မင်္ဂလာပွဲမှာအဖိတ်ကြားမခံရတာကတော့မိုဟီကိုပါ။ငယ်စဉ်ဆုံးတွင်ဟင်းဝေရနဲ့ဆိုပြတဲ့ဇင်တို့ရဲ့မင်္ဂလာပွဲကြီးကမြန်မာနိုင်ငံရဲ့ထိတ်တန့်ကျယ်ဝင်းနေအားလုံးအကုန်လုံးစုံညီစွာနဲ့တက်ရောက်ခဲ့တဲ့ပွဲပါ။မတက်ရောက်တဲ့သူမရှိသလောက်ရှားပါပါတယ်။ ဒါပေမဲ့ဒီအလုံးဆိုတဲ့ကြားထဲမှာပရိသတ်တွေမျက်လုံးမြူးမျက်စံပြိုနဲ့ရှာဖွေခဲ့ကြတဲ့လုံးဝအရေးရောင်တောင်မတွေ့ခဲ့ရတဲ့ထိတ်တန့်မင်းသမီးတယောက်ရှိပါတယ်။သူမကတော့တခြားသူမဟုတ်ပါဘူး။အနုပညာလောကမှာဩဇာအရှိန်အဝါကြီးမားတဲ့စီးပွားရေးလောကမှာလည်းခွင်းတပါလို့ရက်တည်နေတဲ့မင်းသမီးကျော်မိုးဟီကိုပဲဖြစ်ပါတယ်။ဒါကတော်တော်လေးကိုထူးဆန်းတဲ့အခြေအနေပါ။ဘာဖြစ်လို့လဲဆိုတော့ဟင်းဝီရဲ့တို့မင်္ဂလာပွဲကတပွဲတည်းကျင်းပတာမဟုတ်ပါဘူး။စုစုပေါင်း6ပွဲတိတိကြီးကြဲခမ်းနားစွာနဲ့ကျင်းပခဲ့ရပါ။ တကယ်လို့ပထမပွဲလေးမှာအလုံးမအားလို့မတက်နိုင်ခဲ့ရင်တောင်းနောက်ဆုံးကျင်းပတဲ့မင်္ဂလာညစာစားပွဲမှာတော့မင်းသားနေတိုးလိုမျိုးတခြားအလုံးများတဲ့ကျဲပွင့်နေတောင်းအရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့မိုးဟီကိုကတော့အဒီ၆ပွဲလုံးမှာလုံးဝလုံးဝမတွေ့ခဲ့ရတာပါ။ဒါကမအားလို့မလာတာတဲ့တမင်တသက်တခုခုဖြစ်နေပြီဆိုတာပို့ပြီးတော့သိသားစေပါတယ်။အခုဆိုရှယ်မီဒီယာမှာပေါ့ကြားလာတဲ့အတွင်သတင်းတွေအတိုင်းဝိုင်းတွေကတီတိုးစကားတွေအရာအဖြေကရှင်းရှင်းလေးပါ။မိုးဟီကိုကမအားလို့မလာတာမဟုတ်ပါဘူး။သူမဒီပွဲကို ဖိတ်ကြားခြင်းမခံရတာလို့သိရပါတယ်။ကဲဒီနေရာမှာတင်းအလုံးရဲ့ခေါင်းထဲမှာမိကုံပေါင်း16000ထွက်လာပါပြီ။မိုးရီကိုလိုထိတ်တန်းမင်းသမီးတယောက်ဩဇာကြီးမာတဲ့တထေးသမားတယောက်ကိုဟိမွေရန်တို့မိသားစုဘက်ကဘာကြောင့်ကွက်ချံပြီးတော့မဖိတ်ခဲ့ရတာလဲ။အဖေကတော့မိုးရီကိုနဲ့တိုက်ရိုက်မဆိုင်ပါဘူး။အဖေကတော့မိုးရီကိုနဲ့အရင်ဒီဆုံးတငယ်ချင်းကြောင့်ပါပဲ။ဟုတ်ပါတယ်ပရိသတ်တွေထင်းတဲ့အတိုင်းပါပဲ။မိုးရီကိုရဲ့အရင်ဒီဆုံးတငယ်ချင်းကတခြားသူမဟုတ်ဘဲဟိမွေရန်ရဲ့ချစ်သူအောင်ဖြစ်တဲ့ဝမ်းစုခိုင်တဲ့ဖြစ်နေလို့ပေါ့။ပရိသတ်တွေတိ ကြတဲ့အတိုင်းပဲဟိယွေရဲ့နဲ့ဝမ်းစုခိုင်တဲ့တို့ကတချိန်ကအရန်ကိုချစ်ခဲ့ကြတဲ့ဇုံတွဲပါ သူတို့ဇလန်ကမိဘတွေရဲ့သဘောမတူညီမှုအပြင်းထန်တားဆီးမှုတွေကြတဲ့ကခိုးပြေးမှုရဲ့လို့တောင်တရင်ကြည့်ခဲ့တဲ့အထိတကယ်ကိုဒရမာဆန်ခဲ့ပါတယ်။ရလတ်ကတော့ဟေးဝရင်ရဲ့မိဘတွေဘက်ကဝမ်စုခိုင်သိန်းဆိုတဲ့နာမည်ကိုလုံးဝအမြင်မကြည့်တာထပ်ပို့ပြီးအဆက်ဖြတ်ခဲ့တဲ့အထိဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အခုသူတို့သားရဲ့တရားဝင်မင်္ဂလာပွဲသူတို့မိသားစုရဲ့မျက်နှာဖြစ်တဲ့ဒီပွဲကြီးမှာသူတို့မင်းမျိုးစုံဖြစ်ခဲ့တဲ့ဝမ်စုခိုင်သိန်းနဲ့ပတ်သက်တဲ့ဘလို့အရေးယုံကိုမှအဝေးမခံကျင်တော့ပါဘူး။ဒုက္ခကမိုးဟီကိုကဝမ်စုခိုင်သိန်းနဲ့ တငယ်ချင်းအစ်စ်ဖြစ်နေရပါဒါကြောင့်မိုးရီကိုတယောက်သူမရဲ့တငယ်ချင်းတန်ရောစဉ်ကြီးမမှုကြောင့်ဒီအညိုတေးကြီးမတဲ့မင်္ဂလာပွဲကြီးရဲ့ဧည့်သည်တော်စင်ရင်ကနေကွက်ချန်ခံလိုက်ရတာဖြစ်နိုင်ခြင်းအများဆုံးပါ တချို့ကတော့မိုးရီကိုကသူ့ရဲ့အလုပ်တွေနဲ့မအားတာပါလို့ဖြည့်ရှင်းပေးပေမဲ့၆ပွဲလုံးမအားဘူးဆိုတာကတော့နည်းနည်းရေစရာကောင်းပါတယ်။ဝမ်စုကန်တင်းရတငယ်ချင်းဖြစ်နေရကြောင့်မိုးရီကိုကိုတမင်ကွက်ချန်ခဲ့ရလား။ဒါမှမဟုတ် တကယ်ပဲမအားလို့ငယ်စဉ်မင်္ဂလာပွဲမှာမတွေ့ခဲ့ရလားဆိုတော့မိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။